အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ယနေ့ဖတ်ပြပေးမှာကတော့ဆရာဝင်းဖေဤဝိထုတူများတဲ့မှာပုံတူပကြီးဆရာဆိုတဲ့ဝိထုတူလေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါအောင်ခင်ဗျာပုံတူပကြီးဆရာလက်ဖက်ရည်တိုင်းထိုင်နေဆိုတာလက်ဖက်ရည်တောက်ဖို့တတ်တတ်မဟုတ်ဘူးဗျတငယ်ချင်းတွေနဲ့တွေ့ဖို့အားချောင်ဖို့တွေ့ကြရရှစ်တောင်း ပေါ့ပေါ့ပါပါရော လေးလေးပင်ပင်ရော မလေးမပေါ့ရော ပြောချင်ရပြောကြဘူးဒါပဲတခါတလေလဲတဝါဝါတဟာဟာတခါတလေကြတော့လဲငင်းကြခုံကြអော်ကြဟစ်ကြတခါတလေကြတော့လဲရိုမန်တစ်ကလေးတွေအဲဂျူကြာဂျူကြာအီရိုတစ်ကကလည်းပါတဲ့ပေါ့လေအစုံပေါ့ဗျာအဲအရေးကြီးတာကစိတ်လွတ်ကိုလွတ်ကလေးတွေပြောနိုင်ကြဖို့အရေးကြီးတယ်ကိုစီကိုစီပြောတဲ့အလှည့် နားထောင်နေအလှဲ့ဒီလိုဒီလိုတော့ရှိကြတာပေါ့တနေ့တော့ကျွန်တော်တို့လူငယ်ဝိုင်းကိုဦးမြကြီးရောက်လာတယ်ဦးမြကြီးဆိုတာကလည်းတစိမ့်မှမဟုတ်တာကျုပ်တို့အရက်ထဲကပကြီးစရာပဲအိုကေပါပဲကျုပ်တို့ဝိုင်းမှာထိုင်မယ်ဘာဖြစ်လဲထိုင်ပေါ့ကျုပ်တို့ကလေးလေးစားစားပါပဲနေရာတွေဘာတွေအကြအနာလုပ်ပေးပါတယ်ဒါပေမဲ့ကျုပ်တို့က လူငယ်ပါသူကလူကြီးကျွန်တော်တို့မှာနည်းနည်းတော့အနေအထိုင်ကျက်သွားတာပေါ့ ဒါပေမဲ့ရပါတယ်တခါတလေပဲနောက်တော့လေ तू နဲ့အန်ဝင်ခွင့်ကြမဖြစ်ရင် तू ဟာ तू တိသွားလိမ့်မပေါ့အဲအဲ့ဒါကျွန်တော်တို့အမှားပဲကိုမြကြီးကအဲ့လိုလူကြီးမဟုတ်ဘူးဗျ तू ကတဇွထိုးတီယူတန်ကြီး तू ပြောချင်ရာစွတ်ပြောတာ तू ပြောရင်လဲနားထောင်နေမှကြိုက်တာ तू ပြောတာကိုယုံမှကြိုက်တာသူ့ကိုမငင်းနဲ့မကြိုက်ဘူးသူ့ကိုမှားတယ်လို့မပြောနဲ့နည်းနည်းမှမခံဘူး သူက तू ဘယ်တော့မှမမားတဲ့အကြောင်းပြန်អော်มาပဲဘာလို့လဲဆိုတော့ तू ကလူကြီးဖြစ်တယ်ကျွန်တော်တို့ထက်စောမွေးလို့ကြိုတိပိုတိတယ်တဲ့ပြီးတော့ပကြီးစရာလည်းဖြစ်တယ်တဲ့ပကြီးစရာဆိုတာအနုပညာသမားတဲ့အနုပညာသမားဟာရိုးသားဖြောက်မဲ့တယ်တဲ့အမြင်ကျဲတယ်တဲ့ဉာဏ်ကောင်းတယ်တဲ့ထိုးထွင်းဉာဏ်ရှိတယ်တဲ့စုံနေတာပဲအနုပညာသမားဖြစ်ရင်သူတော်စင်ဖြစ်သွားတဲ့လောက်ရှောက်ပြောတော့တာပဲ အမှုပညာသမားတွေဟာစူပါမန်တွေကြာနေတာပဲဥမြကြီးဟာပကြီးဆရာကြီးပါပဲဒါပေမဲ့သူ့ဟာကဆိုင်းဘုတ်တွေရေးရတာများတာပါဆိုင်းဘုတ်ရေးတယ်ဆိုတာပကြီးတော့ပကြီးပဲပေါ့ဗျာဒါပေမဲ့တိတယ်မဟုတ်လားလူတွေကတိတ်အထင်ကြီးကြတာမှမဟုတ်ပဲတခုတော့ရှိတယ်ဥမြကြီးကစီးပွားရေးအရာဆိုင်းဘုတ်တွေရေးနေရတာဆိုင်းဘုတ်ကလွဲပြီး ဝကြီးပညာမှာဥမြကြီးဘလောက်ထိပေါ့မြောက်တယ်ဆိုတာတော့ကျွန်တော်တို့လည်းမမြင်ဘူးကြတော့မသိဘူးပေါ့ဗျာသူကတော့သူ့ဆိုင်ဘုတ်ပညာအကြောင်းကိုပြောခဲ့တယ်တကယ်ဝကြီးပညာရှင်ကြီးတွေအကြောင်းထင်ရှားကြီးကျယ်တဲ့ဝကြီးကားကြီးတွေအကြောင်းအဲ့ဒါတွေပဲပြောများတယ်ပြောပြန်ရင်လည်းတကယ်ကိုယုံယုံကြည်ကြည်နဲ့အားရပါရပြောတတ်တယ်သူကိုယ်တိုင်အဲ့ဒီကဘာကျော်ဝကြီးပညာရှင်ကြီးတွေနဲ့အတူအိတ်အတူစားလာခဲ့ရတယ်လို့ပဲ။ အဟုတ်အဟုတ်အဲ့ဒီလိုတရားလွန်ကြီးတွေ ဆိုတော့သူပြောတာတွေကရည်စရာကြီးတွေကျွန်တော်တို့ကလည်းရည်စရာဆိုတော့ရည်ကြတာပေါ့အဲ့ဒီတော့လေသူကမျက်နှာတည်ကြီးနေဗျစိတ်ဆိုးတတ်တယ်ကျွန်တော်တို့ခဏခဏငေါက်ခံကြရတယ်ကြာတော့ကျွန်တော်တို့လည်းကြောက်တက်လာတယ်သူကတော့မှန်မှန်ပဲကျွန်တော်တို့ဝိုင်းကို ရောက်ရောက်လာတယ်ပြီးတော့သူပြောချင်ရာတွေကို ရှောက်ပြောတော့တာပဲအဲ့ဒါကိုကြိုက်ကြိုက်မကြိုက်ကြိုက်ယုံယုံမယုံယုံနားထောင်ကြဒါပဲမငင်းနဲ့ ြန်မပြောနဲ့ညင်းတဲ့အကောင်ပြန်ပြောတဲ့အကောင်ငတုံးပဲကိုမြာကြီးကအဲ့ဒီအကောင်ဟာညံမရှိကြောင်းမသိကြောင်းအလကားဖြစ်ကြောင်းအတလွတ်ဟောက်ပြစ်လိုက်မှာပဲအဲ့ဒါပါပဲဗျာကျွန်တော်တို့ဒုက္ခကလည်းမသေးဘူးနော်ကျွန်တော်တို့ကအာနာတက်တယ်ဝေယဝုဒ္ဓိကုဏဝုဒ္ဓိဆိုတာကိုလေးစားတန်ဖိုးထားတတ်တဲ့ညင်ကလေးကတော့ရှိကြတယ်အဲ့ဒီတော့ပိုခတ်နေတာပေါ့ကျွန်တော်တို့လက်ဖက်ရည်ဝိုင်းလေးဒုက္ခရောက်နေတာတော်တော်ကြာပြီဗျာ ကျွန်တော်တို့မှာကဥမြကြီးကိုဝိုင်းပယ်ပြေးတော့အောင် ရိုင်းဆိုင်ဖို့တတိမရှိကြဘူးဗျအဲ့ဒါခက်နေတာပဲတခုတော့ရှိတယ်ကျွန်တော်တို့ဝိုင်းနဲ့ကက်ရဲ့ဝိုင်းမှာဥအေးတော်ဆိုတဲ့ပကြီးစရာကြီးတယောက်ရှိသေးတယ်သူကဥမြကြီးကို ပကြီးစရာအချင်းချင်းဆိုပြီးခင်ရှားပါတယ်ကျွန်တော်တို့ဝိုင်းကိုဥမြကြီးလာပြီးပောက်ကရရှောက်ရှောက်ပြောနေတာနဲ့ပတ်သက်လို့သူ့မှာစိတ်မတက်မတာဖြစ်နေရှာတယ် ဦးမြကြီးမဟုတ်တာတွေရှောက်ပြောတဲ့အတွက်လဲသူ့မှာဂျားကလိပ်ပြာမလုံဖြစ်ရဟန်တူတယ်။ဦးမြကြီးကျုပ်တို့ကိုနိုင်ထက်စီနေစွတ်ဟောက်စွန့်ငေါက်နေတာတွေကိုလဲတိတ်အားနာနေဟန်တူတယ်။ဦးရီတော်ကအထက်တန်းကျောင်းတစ်ကျောင်းမှာပကြီးသင်တန်းဆရာတယောက်ပဲ။ဦးမြကြီးတို့ဆိုင်းပုတ်ဆရာမဟုတ်ဘူး။ဦးမြကြီးကဦးရီတော်ကိုတော့လေးတော်လေးစားတယ်။ခင်ခင်မင်မင်လဲရှိပါတယ်။ဓာတ်ထက်တော့မပူဘူး။သူ့ထက်ပိုတက်တယ်လို့လည်းမထင်ဘူး။ တနေ့တော့ဦးမြကြီးကထုံးစံအတိုင်းကျွန်တော်တို့ဝိုင်းကိုဝင်စည်းပြန်တယ်။အဲ့ဒီအချိန်မှာဦးအေးတော်ကလည်းတစ်ဖက်စပွဲကလှမ်းကြည့်နေတယ်။ဦးမြကြီးကကျွန်တော်တို့ကိုကဘာပေါ်မှာအလွန်ထူးခြားတဲ့ပုံတူရေးပကြီးစရာကြီးတယောက်အကြောင်းကိုပြောပြတယ်။အဲ့ဒီပကြီးစရာကြီးဟာပုံတူရေးဆွဲတဲ့နေရာမှာအလွန်နမဲကြော်ကြားတဲ့အကြောင်းလက်ခကြီးငွေလည်းအများကြီးရတဲ့အကြောင်းတွေကစပြောတယ်။အဲ့ဒီပကြီးစရာကြီးစီမှာအလौအပ်တဲ့လူတွေလည်းတန်းစီနေရတယ်လို့ဆိုတယ်။ လက်ခကြီးငွေယူတာနဲ့ပတ်သက်လို့သူပြောတဲ့ကိန်းကနန်းကများလုံးအားကြီးနေတယ်။ဒါပေမဲ့ကျွန်တော်တို့တယောက်မျက်နှာတယောက်လှမ်းကြည့်မိတာကလွဲလို့ဘာမှမပြောရဲကြပါဘူး။အဲ့ဒီပကြီးစရာကြီးပုံတူဆွဲလိုက်ရင်တိတ်တူတဲ့အကြောင်းဓက်ပုံရိုက်တာထက်ပိုတူချောင်းပြောပြန်တယ်။အဲ့ဒီအချိန်မှလည်းကျွန်တော်တို့တစ်ဖွဲ့လုံး ग्वा ကြသွားပြန်တယ်။ဘလို့လုံပြီးဓက်ပုံထက်ပိုတူရအောင်ပါလေ။အမေဦးမြကြီးကလည်းလူလေကြီးဗျ။ ကျွန်တော်တို့စိတ်ထဲမှာရှိတာကိုတည်သွားတယ်။ပုံတူတယ်ဆိုတာနဲ့ပတ်သက်လို့ရှင်းပြတယ်။ဓာတ်ပုံဆိုတာ set တဲ့။လူတယောက်ပုံကိုအဲ့ဒီ set နဲ့ပုံတူရအောင်ရိုက်ယူရင် ပုံတူတော့ရမှာပေါ့တဲ့။ဒါပေမဲ့ set က set ပါပဲတဲ့။ပုံတူရိုက်ခံရတဲ့လူကိုဓာတ်ပုံကင်မရာကစိတ်ထားဘလို့ရှိမယ်။အတွင်းသဘောကဘလို့အကျင့်တီလာကဘလို့ပါညာနဲ့ဘာမှတွေးတဲ့ခံစားတတ်တာမဟုတ်ဘူးတဲ့။ set ဟာ set ပဲတဲ့။ စက်ပုံလူဟာအမှုပညာသဘောအရာအဆင်မရှိပါဘူးတဲ့ကျွန်တော်တို့အဲ့ဒီကိစ္စမှာတော့ခံသွားကြရတယ်သူပြောတာကတော်တော်ရှင်းနေတာပဲဟုတ်တယ်လေပုံလူရေးပကြီးစရာတယောက်ပုံကိုကြည့်ပြီးရေးဆွဲတဲ့နေရာမှာအဲ့ဒီစရာကလူမဟုတ်လားအုံနောက်ရှိတယ်လေနှလုံးသားရှိတယ်လေသူရေးတဲ့နေရာမှာတိကျမှုနဲ့ပတ်သက်လို့ဓာတ်ပုံကင်မရာကိုတော့မှီခြင်းမှမှီမယ် ဒါပေမဲ့ဝေဖန်မှုချိန်စားမှုခံစားမှု ဆိုတာမျိုးတွေကတော့တေချာပေါက်ပါတော့မှာပဲအဲ့ဒီတော့စက်နဲ့ရိုက်တဲ့ဓာတ်ပုံထက်ပကြီးပုံလူကပိုပြီးထူးခြားကောင်းမွန်နိုင်တယ်ဆိုတာအကြောင်းရှိတယ်ဒါတော့ဥမြကြီးပိုင်ပါပြီလေကျွန်တော်တို့ဗဇက်အဟောင်းသားနဲ့ခံလိုက်ကြရတယ်ဥမြကြီးကတော့ပြတ်ဆက်သေးကအိုက်တင်နဲ့သူ့လက်ဖွားနှစ်ဖက်ကိုပုတ်ပြီးဘဲနဲ့လည်းမပိုင်ဘူးလားဆိုတဲ့ခိုင်းနေပေါ့ဗျာသူ့ကိုယ်သူလည်းအတော်ကျေနပ်သွားတယ် ရုတ်တရက်ဘဝင်လဲမြင့်သွားပုံရှိတယ်။သူကိုယ်သူလဲပိုပြီးယုံကြည်သွားဟန်တူတယ်။တစ်ဖက်စပွဲကဥအေးတော်လဲအတော်လေးပီတိဖြစ်သွားပုံပဲ။အဲ့ဒီပကြီးဆရာကြီးရဲ့နာမည်ကိုတော့နောက်မှပြောမယ်တဲ့။လှုပ်ပြီးစာကလေးကပြောလိုက်တော့ဘာဖြစ်သွားမှကြာနေတာပဲ။ဒါဖြင့်ဘယ်နိုင်ငံကလဲ။ဒါလဲမပြောသေးဘူးတဲ့။ဘယ်ခေတ်လောက်ကလဲ။ဒါလဲအရေးမကြီးပါဘူးတဲ့။ အားလုံးတော်တော်သိကျင်လာကြတယ်။ဦးမြကြီးကဒါကိုစောင့်နေတာလေ။တစ်ဖက်ရေချမ်းတစ်ခွက်ကိုခက်တီတီတောက်ချလိုက်သေးတယ်။ပြီးတော့မှအဲ့ဒီပုံသူပကြီးဆွဲဆရာကြီးဟာမျက်စိမမြင်တဲ့ဒုက္ခိတာကြီးဖြစ်ပါတည်းဗျာ။ကဲကျွန်တော်တို့အားလုံးမအီမလဲကြီးဖြစ်သွားကြတယ်။ဘာမှတော့မပြောရဲဘူးလေ။ရီးဖို့မပြောနဲ့ပြုံးတော်မပြုံးရဲပါဘူး။ဘဲနဲ့ဗျာ။ ပုံသူဆွဲမဲ့သူကမျက်စိမမြင်ဘူးဆိုတော့ဘလို့ကြီးလဲ။ဦးမြကြီးကကျွန်တော်တို့ကိုအကဲခတ်နေတယ်။ तू ပြောတာကိုမပြုံးဘဲဝလုံးဝဲရည်ကျင်နေကြတယ်ဆိုတာ तू ကောင်းကောင်းသိတာပေါ့။ဒါပေမဲ့ကျွန်တော်တို့ကလည်းမရည်ရဲတော့အမူအရာတွေကနှကုံးတကော့တွေဖြစ်နေတယ်။အဲ့ဒါကိုဦးမြကြီးကောင်းကောင်းသိတယ်။ तू လည်းမအီမလဲကြီးတော့ဖြစ်နေတယ်။အဲ့ဒီမှာအခြေအနေကမတင်မကြကြီးဖြစ်နေတယ်။ ဦးအေးတော်တစ်ဖက်စပွဲကထပြီးကျွန်တော်တို့စီပြောင်းလာတယ်။ဦးအေးတော်ကဦးမြကြီးပြောတဲ့ပကြီးဆရာကြီးကိုသူ့လဲတီချောင်းမျက်မမြင်ဆိုပေမဲ့ခက်ဝါးဝါးတော့မြင်ရှာသေးတဲ့အကြောင်းဝင်ပြောတယ်။ဒါအတိသာကြီးပဲ။ဦးမြကြီးကိုဝင်ကယ်တာလေ။လွန်သွားတဲ့ဇကားကိုနှုတ်နိုင်အောင်ထွက်ပေါက်ကလေးဖောက်ပေးတာပဲ။ကျွန်တော်တို့ကလည်းချက်ချင်းပဲအဲ့ဒီလိုဖြစ်ရမှာပေါ့နည်းနည်းတော့မြင်ရမှာဖြစ်မှာပေါ့ဘာညာနဲ့ဝိုင်းပြောကြတယ် အဲ့ဒီမှာဦးမြကြီးဒေါပွားတော့တာပဲဒီမဲ့ကိုေးတော့ခမ ्या ဝင်မပြောနဲ့ဗျာခမ ्या တီးတဲ့ဆရာကြီးနဲ့ကျုပ်တီးတဲ့ဆရာကြီးမတူဘူးဗျကျုပ်ပြောတဲ့ဆရာကြီးကလုံးဝမမြင်ရတဲ့ဇုံလုံးကမ်းပဲဟုတ်တယ်လေဇုံလုံးကမ်းပါပဲဒါပေမဲ့ခက်ဝါးဝါတော့ဟင်းခက်ဝါးဝါကိုမမြင်ဘူးဘာလင်းအောင်ကိုမှမမြင်တာလုံးဝကမ်းနေတာဗျာဝင်ကယ်ဖို့ကြိုးစားတဲ့ဦးအေးတော်တော်တော်ကြွားကြသွားတယ်ကျွန်တော်တို့အဖွဲ့လဲမျက်နာကြီးတွေရှည်ရှည်ထွက်လာတာလို့ပဲ ရည်လဲမရည်ရဲပြုံးလဲမပြုံးရဲဘလို့လောက်ကြမလဲပုံသူရေးမဲ့ဆရာကြီးကမျက်စီလုံးဝကန်းနေတာတဲ့အငိမ့်စင်ဘော်ကပြက်လုံးဆိုလဲအကောင်းသာဝါးကနေရည်လိုက်ုံပဲခုတော့သူ့ဟာကခက်တီတီမိုက်ခိုက်ကြီးနဲ့ခြေအနေကပူကျက်လာတယ်ဦးအေးတော်ထက်ကြိုးစားပြန်တယ်ဒီလိုတော့ရှိတယ်လူလေးတို့ရမင်းတို့ဦးလေးမင်းမယ်နက်နက်ပြင်းတစ်ခုကနူဒလာကြမ်းစလားတိဖို့ ညလုံးနဲ့ကြီးမှတိတာလားတခြားနီးနဲ့ရောမတိနိုင်ဘူးလားဟာဟုတ်တယ်ဦးလေးမျက်နှာပြင်တစ်ခုကိုလက်နဲ့ဆမ်းရင်နူတလားကြံတလားတိနိုင်တာပေါ့ဟုတ်ပြီဟုတ်ပြီဦးလေးအကြီးဆရာကြီးကသူပုံတူမဆွဲခင်မှာပုံတူဆွဲခံရမယ့်လူရဲ့မျက်နှာကိုလက်နဲ့ဆမ်းကြည့်ရင်ရတာပဲအဲ့ဒီမှာမျက်နှာကြကဝိုင်းတလားရှည်တလားပိန်တလားဝတ်တလားတိနိုင်တာပဲဦးမြကြီးကအကျမ်းပကံကိုစောင့်ချလိုက်တယ်အလုံးသူ့ကိုဖြတ်ကနေအာယုံပြူကြရတယ်ဘာမှမဟုတ်ဘူး ဒီမဲ့ကိုရေးတော့ခမ ्या ဝင်မရှုံနဲ့ဗျာကျုပ်ပြောတဲ့ဆရာကြီးကဘဘူးဆရာလည်းမဟုတ်ဘူးခမ ्या ပြောသလိုမစွဲခင်လက်နဲ့စမ်းကြည့်တာတွေပါတွေလည်းလုံးဝမလုပ်ဘူးဒီတိုင်းတောက်လျှောက်ချဆွဲတာပဲခမ ्या တော့တဲခတ်တာပဲဘာဘူတွေလျှောက်ပြောနေကြတယ်ကျုပ်ပြောနေတာရှင်းရှင်းလေးပဲအဲ့ဒီဆရာကြီးကမျက်စိနှလုံးလုံးကန်းနေတယ်လုံးဝမမြင်ရဘူးဒါပေမဲ့ပကြီးပညာမှာတိတ်တော်တယ်ပုံသူတွေပဲစွဲတယ်စွဲရင်တိတ်တူတယ်ဒါပဲအော်ဟုတ်ပြီ ကိုမြကြီး तू မျက်စိမကန်းခင်ကကောင်းကောင်းမြင်ဘူးတွေ့ဘူးတဲ့လူတွေကိုလုံးဝမဟုတ်ဘူးဒီဆရာကြီးကဘသူ့ကိုမှဘယ်တော့ကမှမမြင်ဘူးဘာလို့လဲဆိုတော့ तू ကမွေးရပါအကန်းမွေးကလေးကမမြင်ရတာကဲရှင်းပြီလားခု तू ပုံလူဆွဲတဲ့လူတွေကိုဘယ်တော့ကမှမမြင်ဘူးဒီတိုင်းဆွဲတာတော်တယ်ဆိုတာအဲ့ဒါဘောဗျလုံးဝကိုမမြင်ရဘဲနဲ့တိတ်တူအောင်ဆွဲနိုင်တယ်အဲ့ဒါတော်တာဗောအဲ့ဒါပါရမီပဲကဲခမည်းဘာပြောမလဲ ဒုက္ခတော့ရောက်ကုန်ကြပြီ။ဦးအေးတော်လည်းတိတ်ကိုအကြက်ရိုက်နေပြီ။ကျွန်တော်တို့မျက်နာတွေလည်းရှည်ရှည်ထွက်လာပြီ။ဦးမြကြီးကလည်းကယ်လို့မရဆယ်လို့မရဖြစ်နေပြီ။ဦးအေးတော်ကသူ့မျက်နာကချွေးတွေကို လက်ကင်ပေါ်နဲ့တုပ်လိုက်ပြီးဒီလိုကွာလူလေးတို့ရမင်းတို့တေချာစဉ်းစားကြည့်ရအောင်။တကူကူကူဆိုတဲ့အတန်ကိုကြားရင်မင်းတို့မျက်စိထဲမှာဘာမြင်လာမလဲဟုတ်ပြီဦးလေးဂျိုးကလေးကိုမြင်လာတာပေါ့ကောင်းပြီ အောက်ဤအုတ်ဆိုရင်ရောကွာကျက်ဖဘောဦးလေးရအုံးဝအုံးဝဆိုရင်ရောကွာဟာဟုတ်တာဗောဖာဖာဖပြုတ်ဖပြုတ်ဦးမြကြီးကဇပွဲကိုလက်နဲ့ပုတ်လိုက်တယ်တဝိုင်းလုံးလန့်တဝိုင်းလုံးညင်တဝိုင်းလုံးမျက်လုံးပြူအားလုံးဦးမြကြီးကိုကြည်နေကြတယ်ကိုရေးတော့ခမရတော်တော်ရှာရှည်တဲ့လူပါလားကျုပ်ပြောတဲ့ဆရာကြီးကသူ့ဆွဲမဲ့လူတွေရဲ့အတန်ကိုနားထောင်ပြီး အင်္ဂဝိဇာနီးနဲ့ဆွဲတဲ့သဘောခမပြောမလို့မဟုတ်လားလုံးဝမဟုတ်ဘူးကျုပ်ပြောတဲ့ဆရာကြီးကမွေးရပါ နားလဲကန်းနေတာ စကားလည်းမပြောတတ်ဘူးစွန့်ဝနားမကြမျက်လုံးလဲကန်းအဲ့ဒီလိုမျိုးဒီကြားထဲကပုံလူရေးတာတိတ်တော်တယ်တိတ်တူတယ်ဒါပဲဦးလေးမြအဲ့ဒီဆရာကြီးကခြေလက်တွေတော့ရှိတယ်ပေါ့နော်အာမအေးဘေးအဲ့ဒါကတော့မေးစရာလားကွာလက်တွေမပါဘဲနဲ့မင်းမေလင်ကြီးကဘာနဲ့တော့ဆွဲမှာလဲတော်ပါသေးရဲ့ ဆရာကြီးဦးဝေးတော်ကတော့နောက်ထပ်ဘာမှထက်ပြောဖို့မကြိုးစားတော့ဘူးလက်ကနာကြီးလေးကို ကောက်ကြည့်ပြီးထထွက်သွားတယ်ကျွန်တော်တို့ကတော့ကြောက်ပြီးဆက်ထိုင်နေကြရတယ်ဦးမြကြီးကသူပြောတဲ့ပကြီးဆရာကြီးကပုံသူဆွဲတဲ့နေရာမှာဆေးရောင်တွေဆက်တာဟတ်တာဘလို့ဘလို့စမ်းကြေလှပတဲ့အကြောင်းတွေဆက်ပြောနေတယ်မျက်လုံးလေးတွေကအယောင်လေးတွေများဆွဲထားလိုက်တာမျက်ရည်ကြည်လေးတွေနဲ့လဲနေတယ်ဆိုပဲ အဲ့ဒီအချိန်မှာဘာရှင်ကတောင်လီတွေတိုက်တော့မယ်အကြောင်းကောက်ပြောတယ်။တောင်လီတိုက်တာဘာဆန်းလို့လဲ။ဘာစိတ်ဝင်စားစရာရှိလို့လဲ။ဒါပေမဲ့ကျွန်တော်တို့ဘာရှင်ကိုအေးတယူနဲ့မေးကြမြန်းကြအကြံပေးကြကန့်ကွက်ကြနဲ့တဝိုင်းလုံးစူညံသွားတယ်။လောကကြီးမှာ တောင်လီတိုက်မဲ့ကိစ္စဟာအရေးကြီးတယ်လေ။စာကျွန်းရိုမန်တစ်ကိုရိုမန်တီကဟု၎င်း erotic ကို erotica ဟုလည်းကောင်းမြမာမှုပြုထားတယ်လို့ဆိုကြပါတယ်။ romantic ဆိုတာတင်္ဂါရနဲ့ဆိုင်ပါတယ်။ erotica ကလိန်နဲ့ဆိုင်ပါတယ်။နားဆင်ခံစားပေးကြသူအယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ။